လူမင်္ဂလာပါရှင်ကျွန်မဖီယာတီနီလေးကိုဆွေးဆွေးနွေးပေးနေရင်ဖြစ်ပါတယ် Bible Response Trainee ပေါ့နော်အဲ့ဒါဖီယာတီနီမှာလည်းပဲခြေခံမှုတွေရှိပါတယ်ခြေခံမှုအဓိကအပိုင်းတွေပေါ့နော်အဓိကအပိုင်းကြီး၅ပိုင်းရှိပါတယ်ရှင်အဲ့ဒါအဓိက၅ပိုင်းကြီးမှာပထမပိုင်းကရှင်းလင်းတဲ့အခွင့်အလမ်းကလေးကိုပေးရမယ်အဲ့ဒါပထမပိုင်းကလေးကိုအစာပြုလှုပ်ဆောင်စေရမယ်လေကလေးကိုရှင်းလင်းတဲ့အခွင့်အလမ်းပေးရမယ်သူတို့ကိုလှုပ်ဆောင်ခွင့် နိုင်ဖို့အတွက်ခွင့်လန်းပေးရမယ်တဲ့ဒုတိယကတော့ကလေးရဲ့ရွေးချယ်မှုကိုသုံးပါတဲ့သူဘလိုနီးလန်းနဲ့ဘာလေးကိုရွေးချယ်ပြီးကစားကျင်တာတော့ဘာပဲလေးတွေကိုမှုတ်ချင်တာလားဘလော့တုံးလေးနဲ့ကစားကျင်တာလားပေါ့နော်ဒါလေးတွေကိုကလေးကိုရွေးချယ်ခွင့်ပေးရပါမယ်တဲ့ ။နောက်တတိယပိုင်းကကြတော့အပြုအမူကိုကိုစားပြုတဲ့လက်ငင်းအကျိုးဆက်တွေကိုပေးရပါမယ်။အဲမိမိကလေးရဲ့အပြုအမူကိုပေါ့နော်ကိုစားပြုတဲ့လက်ငင်းဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေကိုကလေးကိုပေးရပါမယ်လေရှင်။နောက်စတုဒ္ဓဘယ်ရတော့တဘာဝရီအင်ဖိုဇာများကိုသုံးပါတဲ့အဲတဘာဝကြတဲ့ရီအင်ဖိုဇာတွေပေါ့နော်အဲခုနကတော့ပေါ့နော်ဒီကျမတို့ဒီဈေးကိုဒီကျမတို့ဒီ shopping mall တစ်ခုကိုသွားရဲဈေးဝယ်တဲ့ လေးကမုံလေးကိုစားကျင်တယ်ဒီမုံလေးစားကျင်တယ်ပြောပြောတယ်သူစားကျင်တဲ့မုံလေးကိုဝယ်ပေးလိုက်တယ်ဒါတကကက်ရှာစီမှာသွားပြီးရောကက်ရှာစီမှာငွေရှင်းခိုင်းတယ်ဒါတွေကလည်းသူ့ကိုဘောင်းထောင်ဆိုရင် reinforcer နီး၃နဲ့နီး၃မျိုးတွေပါဟာမျိုးတွေကိုတဘာဝကျတဲ့ reinforcer တွေကိုများများသုံးပေးရပါမယ်လေရှင်အဲ့ဒီမှာနောက်အပိုင်းကကျတော့အားကောင်းတဲ့အားထုတ်မှုတွေအားလုံးကိုတိုက်တွန်းအားပေးမှုဆိုတဲ့ဒါ reinforcer တွေပေးရမယ်ဥပမာ make ပေါ့နော် make ကို make လို့မထွက်ဘဲနဲ့ မဲလို့ကလေးကထွက်ပြီးစူပါစို့ဒါဆိုရင်ချက်ကြိုးစားပါအောင် a good try good try ထပ်ပြီးတော့ကြိုးစားပါအောင်ဆိုပြီးတော့ဗောနော်သူ့ကို reinforce ပေးရမယ်ဗောနော်အဲအဲ့လိုမျိုးပေါ့အဲမဲမဟုတ်ဘူးလေမဲလို့မထွက်ရဘူး make make နဲ့ဆိုဇူကြီးအဲ့လိုမလုပ်အောင်ဗောနော်အဲဒါသူ့ရဲ့နီလန်းလေးဖြစ်ပါတယ်ရှင်အဲသူ့ကိုဗောနော် a good try ထကျူးစားပါဦးဆိုပြီးတော့သူ့ကိုပေါ့နော်ဒါအားကောင်းတဲ့အားထုတ်မှုတွေကိုတိုက်တွန်းအားပေးမှုတွေလုပ်လိုက်တာပါ။ तू အမှထွက်ပြလာပြီဆို तू အားထုတ်မှုဖြစ်သွားပြီလေရှင်။အဲ့တော့ तू အားထုတ်မှုတွေကိုတိမှတ်ပြုတဲ့နေနဲ့မှားပါတယ်လို့မပြောဘဲနဲ့ပေါ့နော်။ Good try ။ချက်ကျူးစားပါဦးပေါ့။အဲအဲ့လိုမျိုးလေးပြောတာပေါ့နော်။ဒါမျိုးဆိုလို့ရှိရင် तू ကကလေးအဒီကအတန်အတွက်ကိုမှန်လာအောင်တဖြည်းဖြည်းနဲ့ထွက်တက်လာမှာဖြစ်ပါတယ်ရှင်။ဒါဆိုရင် ဒီက PRT ရဲ့အဓိကပိုင်း၅ပိုင်းရှိတယ်အခွင့်ရှင်းလင်းတဲ့အခွင့်အလမ်းတွေကိုပေးရမယ်ကလေးရဲ့ရွေးချယ်မှုကိုအသုံးပြုရမယ်အပြုမှုတွေကိုကိုစားပြုတဲ့လင်ငင်းအကျိုးကိုဆက်ကိုတခါတည်းတန်းပေးရမယ်တဘာဝ reinforcer တွေကိုသုံးရမယ်အားကောင်းတဲ့အားထုတ်မှုအားလုံးကို အားပေးတိုက်တွန်းမှုတွေလုပ်ဆောင်ရမယ်ဆိုတဲ့အဓိကအစိပ်ပိုင်းကြီး၅ခုရှိပါရဲ့ရှင်အဲ့ဒီမှာ area ၄ခုရှိတယ် ဒီကဖီအာတီရဲ့အပြုအမူတစ်ခုစီတိုင်းတဲ့ကလေးရဲ့ဖွံ့ဖြိုးမှုအပိုင်းနေရာပိုင်ပေါ်တဲ့ဧရိယာလေးခုကိုအဓိကထားတာတဲ့အဲ့ဒီအရာတွေကစစ်စော်မှုတွေလုပ်ရမယ်ကျုပ်တွေနဲ့ပေါ့နော်သူ့ရဲ့စီလျော်တဲ့တုံ့ပြန်မှုတွေကိုပေးရမယ်ခုနကပေါ့အမေကအဲဝမ်းသာလို့ရှိရင်သူအရလိုက်ပြီးတော့ပြုံးလာတာလေးတွေပေါ့နော်မိမိကိုကို ကိုစီမံမှုလှုပ်ဆောင်နိုင်ရမယ် set management management တွေလှုပ်ဆောင်နိုင်တဲ့အဆင့်တီရအောင်ပြုလေ့ကျင့်ပေးရမယ်မိမိကိုကိုမိမိအစပြုပြီးတော့ အစာပြိုးလှုပ်ဆောင်မှုတွေပေါ့နော်အစာပြိုးလှုပ်ဆောင်မှုတွေ ਨੇ ဆောင်ရွက်စေရမယ်ဆိုတာကြတော့ကျွန်တော်အဓိက PRT ရဲ့ area လေးခုဖြစ်ပါတယ်စေစော်မှုရှိရမယ်ကျုပ်တွေ ਨੇ စီလျော်တဲ့တုံ့ပြန်မှုတွေကိုပေးရမယ်မိမိကိုမိမိစီမံလှုပ်ဆောင်နိုင်မှုတွေမိမိကိုမိမိအစာပြိုးလှုပ်ဆောင်မှုတွေ ਨੇ ပေါ့နော် area လေးခု ਨੇ သူတို့တွေအဓိကဖွံ့ဖြိုးအောင်အပိုင်းရဲ့ကလေးရဲ့ဖွံ့ဖြိုးမှုအပိုင်းတွေဖွံ့ဖြိုးအောင်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်ရှင်အဲ့ဒီမှာဆိုရင်ဘယ်လိုဆောင်ရွက်မလို့အခွင့်အလမ်းတွေဖန်တီးပေးရမယ် ဟုတ်ပြီဒါဆိုရင်ကျမတို့ဘာလို့ခွင်နှဲနေဖန်တီးပေးရမှာအောင်ဆိုရင်ဆက်ပြီးကြည့်ရအောင်ပါရှင် ဘလို့ခွင်လန်းနေဖန်တီးပေးမှာလို့ဆိုရင်ကလေးအာယုံရအောင်လောက်ရမယ်သူ attention ရအောင်လောက်ရမယ်အဲဘောတချို့ကလူမျိုးလုံးချင်းစုံမမကြည့်ရရင်မေးရပြုံးပြရတယ်သူပြုံးပြတာကိုမြင်မှာမဟုတ်ဘူးလေအဲ့တော့ကြတာ attention ရအောင်လေ့ကျင့်ပေးရမယ်လုပ်ငန်းမျိုးမျိုးပေးရမယ်ကလေးနှစ်သက်တဲ့ပစ္စည်းတွေကိုအသုံးပြုပေးရမယ်ရွေးချယ်စေရမယ်ကလေးကိုဥဆောင်ပြီးတော့လှူဆောင်စေရမယ်ပေါ့ဒါကသူ့ကိုအခွင့်အလမ်းလေးဖန်တီးပေးလိုက်တာပါရှင်နောက်တစ်ဆင့်ကကြတော့50စက္ကန့် 30စက္ကန့်သို့မဟုတ်5စက္ကန့်နဲ့10စက္ကန့်နဲ့အနားပေးရမယ်။အဲအနားပေးတယ်ဆိုတာဘာလို့ဆိုလိုတာလဲဆိုရင်ကလေးရဲ့တုံ့ပြန်မှုရအောင်စောင့်အောင်ပါပေါ့နော်။လိုအပ်လို့ရှိရင်ငါ30စက္ကန့်အတွင်းနဲ့တုံ့ပြန်မှုရနိုင်တယ်လို့ပဲ5စက္ကန့်10စက္ကန့်ကြာမှအာတုံ့ပြန်မှုရတာလည်းဖြစ်တတ်ပါရဲ့။အဲ့လိုမျိုးခါမှာ print ထပ်ပေးပါမယ်ပေါ့နော်။သူ့ကိုလမ်းညွှန်၊ကူညီဆောင်ရွက်မှုတွေလုပ်ဆောင်ပေးပါမယ်။အဲအဲ့ဒါကကြတော့ဒီကပေါ့နော်ကလေးစီကတုံ့ပြန်မှုရအောင်စောင့်ရမယ်အချိန်ကာလလေးပါရှင်။ ။နောက်ပြီးတော့ကလေးကိုတုံ့ပြန်မှုတွေပေါ့နော်အားပေးမှုလုပ်ရမယ်။ကလေးရဲ့တုံ့ပြန်မှုကိုကလေးကိုတုံ့ပြန်မှုအားပေးမှုတွေလှူဆောင်ပေးရမယ်။ဘလို့ရမျိုးရေးလို့ဆိုရင်ဒါရိုက် reinforcement ကိုသုံးပါသူ့ကိုပေါ့နော်။တကယ်ကိုသူ့ရဲ့ဒီလှူဆောင်ချက်ကလေးကိုတကယ်ကိုဒါရိုက် reinforcement ပေးရမယ်။အားပေးချီးမြှင့်မှုလုပ်ရမယ်။ပြီးရင်တဲ့ကျမတို့အပြုတ်မှုနဲ့တက်ဆိုင်နေပေါ့နော်။ condition reinforcer ကိုသုံးရမယ်ဒီအပြုတ်မှုနဲ့ sign နဲ့ကျမတို့ဒီသူ့ကိုဒီအားပေးပေါ့နော် reinforcer ကိုသုံးပေးရမယ်ဟိုပေးတဲ့အခါမှာလည်းသူ့ကိုတိတိကျကျရှင်းရှင်းလင်းလင်းလေးနဲ့ခိုင်ခိုင်မာမာလေးပြောဆိုပြီးတော့မှသူ့ကိုတိုက်တွန်းအားပေးမှုကိုလုံဆောင်ရမှာဖြစ်ပါရဲ့ရှင်ကလေးရဲ့ကြိုးစားမှုကိုစုချရပါမယ်အတိအမှတ်ပြုရပါမယ်လေရှင်ဒါကြတော့ကလေးကိုတုံ့ပြန်အားပေးမှုပြုလုပ်ရမှာဖြစ်ပါတယ်။နောက်တစ်ခုကကြတော့နောက်ဆောင်ရွက်ရမယ့်တစ်ခုကကြတော့ လိုအပ်လို့ရှိရင်တဲ့လက်စီလှူဆောင်စေရပါမယ်တဲ့ဥမာဆရာလှုပ်တဲ့သူမိဘလှုပ်တဲ့သူကအမေလှုပ်တဲ့သူကတယုတ်ပြတယ်ကလေးအပြန်အလှန်ဆက်သွယ်မှုကိုပံ့ပိုးပေးတယ်တငယ်ချင်းနဲ့တလက်စီလှူဆောင်စေတယ်ဒါလေးဟာတလက်စီလှူဆောင်တယ်ပေါ့နော်လိုအပ်တို့ချင်ရင်ဒါဆောင်ရွက်ရမယ်အစီအစဉ်လေးဖြစ်ပါတယ်အမေရတယုတ်ပြရဲကလေးအပြန်လန်ဆက်သွယ်မှုကိုပံ့ပိုးပေးမယ်အပြန်လန်ဆက်သွယ်မှုတွေကိုလည်းဒါ တန်ဖိုးပေးမယ်တငယ်ချင်းတွေနဲ့တလဲစီလှူဆောင်စေမယ်ဒီလိုနီးလန်းလေးတွေနဲ့ပေါ့နော် PRD နီးလန်းကဒီလိုဆောင်ရရမှာပါအခွင့်လန်းတွေဖန်တီးပေးရမယ်ဆောင်ဆိုင်ရမယ့်အချိန်မှာဆောင်ဆိုင်ပေးရမယ်ကလေးရဲ့တုံ့ပြန်မှုကိုအားပေးရမယ်လိုအပ်လို့ရှိရင်တလဲစီလှူဆောင်မှုတွေကိုလည်းဆောင်ရရမယ်ဆိုတာလေးကဒီက PRD လေးရဲ့နီးလန်းလေးမှာပါတဲ့ဆောင်ရရမယ်အဆင့်လေးတွေဖြစ်ပါလေရှင်အဲနောက်ပြီးတော့ဒီမှာဆိုရင်ကျမဆွေးနွေးကြဒီမှာဆိုရင်ဒီကလေးလေးက autism ကလေးလေး ဒီကဖခင်နဲ့သူနဲ့မျိုးလုံးချင်းစုံပြီးတော့မကြည့်တတ်ဘူးသူကနှစ်နှစ်သားလေးအော်ဒီဇင်လေးအငိုးတန်းနဲ့ငိုတယ်အငိုးတန်းနဲ့ကလေးလေးတခါသူတို့ကငိုပြီးအဲကစားပြေးလွှဲကစားပြီးဆိုသူတို့ရဲ့အင်အားတွေကုန်ပြီးတော့လေတကယ်ကိုလေမလုံနိုင်တဲ့အဆင်ကြီးလို့အရန်ကြီးကိုပဲအားထုတ်ပြီးလှုပ်ဆောင်တတ်ကြရလေသူတို့ရဲ့ဒီကအဝါပေါ့နော်ဒီသူတို့ရဲ့ဒလေးရဲ့ ဒီကပေါ့နော် disorder ကလေးတွေရတာအမူအကျင့်လေးတွေပေါ့ဒါ origin သားလေးနှစ်နှစ်သားလေးပါသူကသူ့ရဲ့ဖခင်နဲ့မျိုးလုံးချင်းစုံပြီးတော့မကြည့်တတ်ဘူးအဲအဲ့ဒီဟာကို ကျမတို့ကိုကိုသူကဘာလို့နှစ်သက်တုံးဆိုရင်ကိုကိုအဆက်မပြတ်လှဲ့တာခုံတာရိမ့်တာဒါတွေကိုသူတအားနှစ်သက်တာပဲအဖေနဲ့လဲ flying game တွေကိုကစားကျင်တယ်ပေါ့နော် အပေးလေးဆက်ရတာတွေ YouTube video တွေကို तू ကကြိုက်တယ်ဒီနှစ်နှစ်သားလေးอ่ะပေါ့เนาะဒီနိုင်ငံမှာလဲဒီ ARD ရတော့အခက်ခဲရှိနေတာပါဤပညာတွေဖွံ့ဖြိုးလာတယ်လို့ပဲနောက်ဆက်တွဲပါလာတဲ့ကောင်းကျိုးဆိုးကျိုးတွေကလည်းပါလာတာပေါ့ရှင်ဒါတွေကိုကျွန်တော်တို့တွေစင်ကြင် နိုင်မို့ကတော့ရေးကြည့်တာပါဒီဒီသားလေးကလည်း YouTube video တွေကို तू ကြိုက်တယ်တဲ့အဲနောက်ပြီးတော့ तू อ่ะ ဒီလိုမျိုးဖြစ်နေတာပေါ့နော်ဖခင်လုပ်တဲ့သူကသူ့နဲ့မျိုးလုံးချင်းစုံပြီးတော့မကြည့်နိုင်တဲ့ audition ကလေးလေးကိုသားလေးကိုပေါ့နော်သူကစောစောစီစီလေးကြည့်မှုအစီအစဉ်တွေပေါ့နော် early intervention ကိုဒါတင်တန်းနေရှိတယ်ကျမနိုင်ငံမှာတော့မရှိဘူးသူများနိုင်ငံမှာရှိတယ်။အဲ့ကအားလီအင်တာဗန်ရှင်းကိုတက်ရောက်ပြီးတော့သူကလေ့ကျင့်မှုအစီအစဉ်ကိုတက်ရောက်လေ့လာတာပေါ့ရှင်။အဲ့လိုလေ့လာရင်းနဲ့အဖေကကုတုံးပညာရှင်နဲ့အရင်ဆုံးစတင်ဆွေးနွေးတယ် ဒီကတားတဲ့ဖိနဲ့ပေါ့နော် ADHD ကလေး autism ကလေးလေးနဲ့ဒီ autism လေးနဲ့ဒါဟိုတားတဲ့ဒီဒီယောဂကုတုံးပေါ့နော်ဒီ autism ကိုယူဒီယောဂကိုဗေဒပညာရှင်နဲ့သူကမလုပ်တော့ဆိုလို့ရှိရင်ဒါစပြီးရဆွေးနွေးမှုကိုလှုပ်ဆောင်တာပေါ့အဲ့ဒီကမှာအဖေဖြစ်သူကတားဖြစ်သူကတားဖြစ်သူက flying game ကြက်ရတာကိုသူသိတယ်ဖေလုပ်တဲ့သူကသိတယ်အဲ့လိုကစားရင်အဲ့တားလေးကရေရေမောမောပျော်ပျော်ရွှင်ရွှင် အဲဒါပေမဲ့လို့အဲ့လိုပေါ့နော်ဒီ flying game ကိုကစားနေတဲ့အချိန်မှာရေမောပျော်ရွှင်နေရပဲကလေးလေးကအဲအဲဒါပေမဲ့လို့အဖေ့ကိုမျက်နှာကိုတော့ဟိုဖေ့အမျက်နှာကြည့်ပြီးတော့သူ့ရဲ့ပျော်ရွှင်မှုကိုမျှဝေခြင်းမလုပ်ဘူးတဲ့ attention မရှိဘူးပေါ့လေအဲဒါမျိုးဆိုရင်ဘယ်လိုလှုပ်ဆောင်ကြမှာဟုတ်ပေါ့အဲဒါဆိုရင်အဖေကအဖေရဲ့မျှော်မှန်းချက်ကဘာလို့ဆိုလို့ရှိရင်သူဒီဟာလေးကိုကြည့်ရှုပြီးတော့လေ့လာပြီလေလေ့လာပြီးတော့သူကသုံးသက်ပြီးသုံးသက်တဲ့အခါမှာ အဖေရဲ့မျိုးမကြီးကကလေးဟာသူနဲ့နိနိကက်ကခန်းစားခြင်းနဲ့ကလေးပျော်ရွှင်မှုကိုမျှဝေခန်းစားခြင်းနဲ့မျက်လုံးချင်းစုံပြီးတော့ရယ်ပြုံးနေကိုမျှဝေခန်းစားခြင်းနဲ့ဖေးလုပ်တဲ့သူကအဲ့ဒီခါမှာအဖေနဲ့ကုတုံးပညာရှင်ဟာသားလေးရ flying ကို flying game ကို ပို့ပြီးတော့လှုပ်ခြင်းနဲ့ဆိုတာကိုသိရှိလာတယ်သိရှိလာတော့အဖေမျက်နှာကိုကြည့်ပြီးရေရေမောမောပျော်ပျော်ရွှင်ရွှင်လှုပ်တက်ဖို့ PRD ဆိုတဲ့ Pipe ပို့တဲ့ Response Training ကိုတုံးပြီးတော့လေ့ကျင့်ဖို့ ထခင်လုတ်တဲ့သူနဲ့ခုနတာရာဖစ်နဲ့ကဘာလို့ဝတ်တော့ဆိုရင်ဆုံးဖြတ်လိုက်ကြတယ်တဲ့အဲဆုံးဖြတ်လိုက်ကြတယ်ဆိုတာဒါဆိုရင်ဘယ်လိုလုပ်ကြမလို့ねဒါကြီးအခက်ခဲကြီးမဟုတ်ပါဘူးသို့တော်ညာလဲဒါလေးကို လေ့ကျင့်ပေးဖို့တော့လိုတာပေါ့ရှင် ဒါဆိုရင်ကျမတို့ဖေးလုပ်တဲ့သူဟာ early intervention အဲ social စီလေ့ကျင့်မှုအစီအစဉ်လေးပေါ့နော်ဆောင်ရွက်လို့ရတဲ့သင်တန်းလေးကိုသူတက်ရောက်တယ်တက်ရောက်ပြီးတော့သူ့ရဲ့ဒီကုတုံးပညာရှင် Tarafin နဲ့တွေ့ဆုံပြီးတော့ပေါ့နော်အဲဆွေးနွေးလိုက်ကြတာပေါ့ရှင်ဆွေးနွေးလိုက်တဲ့အခါမှာဒီသားလေးကခုနလိုမျိုး flying game တွေကိုကစားနေရတဲ့အချိန်မှာသူဘာဖြစ်တုံးဆိုရင်ပျော်ရွှင်နေရေမောတယ်ပြုံးနေဒါကြောင့်ဒီလိုမျိုးဒီ flying game နဲ့ပေါ့နော်ဒီကလေးနဲ့ဒီ ဖရေလုပ်တဲ့သူနဲ့ eye contact ရအောင်ပေါ့နော်အဲဆောင်ရွက်ကြမယ်ပေါ့အဲအဲ့လိုနည်းနဲ့ဆိုတော့တကယ်အဲ့ဒါဘယ်လိုလုပ်ဆောင်မလို့ဘယ်လိုလုပ်ကြမလို့ဆိုရင်အဲ့ဒါဆိုရင်ပထမဦးဆုံးကျတော့အစီအစဉ်ဆွဲရမှာပေါ့ကလေးက ကလေးကြိုက်တာကဘာလို့ flying game ကိုကြိုက်ကြိုက်တယ် flying game ကိုကစားနေရရင် သူရင်မောပျော်ရွှင်နေတယ်ဖရေဖြစ်နေတာကဘာလို့ဖရေရဲ့ရည်မှန်းချက်ကဘာလို့ဖရေနဲ့ကားနဲ့မျက်လုံးချင်းစုံပြီးတော့ဒီခံစားချက်ကိုဝေမျှနေတာ အဲ့တော့ဘာလို့မလို့ဆိုရင်တားကြိုက်တဲ့ flying game ကိုကစားမှာပေါ့အဲ့လိုမျိုးတားကြိုက်တားက flying game ကိုကြိုက်တဲ့ဆိုရင် flying game ကိုတားနဲ့အတူတကွကစားမယ်ကစားနေတဲ့အချိန်မှာတားပျော်ရွှင်နေတဲ့အချိန်မှာအဖေလုတဲ့သူကလည်းပျော်လိုက်ပြီးတော့ရေမောပျော်ရွှင်ပေးရင်းနဲ့တားလုတဲ့သူကိုသူ့ကိုကြည့်ဖို့ပြုတ်နေပေးမယ်တားအဖေကိုကြည့်မယ်အဲသူကြိုက်တဲ့ဂိမ်းကိုလည်းကစားနေမင်းပြီးရဲ့လို့ကစားရင်းနဲ့ပေါ့နော်ဒါလေးပေါ်ပြန်ဝဲနေရင်းနဲ့ပေါ့နော်ကစားတာနဲ့ကျွန်တော်တို့ဒီ flying game ကကျွန်တော်တို့ ဒီဒီခါဒီပက်ပြီးတော့လေလှဲ့တာလေအဲလဲ့တာကျတော့တကယ်ကိုကလေးတွေတော်တော်များများကလေးတွေကိုကိုကိကိနဲ့ဒါပြောကြတာလေဒါမျိုးတွေကိုခစားမယ်ပေါ့ခစားရင်းနဲ့တားလို့တဲ့သူပြောနေရမယ် ်အပြောဒါဖဖေးကိုကြည့်မယ်ဖဖေးကိုကြည့်ပါဒါဒီကိုင်းကစားရတာပျော်ရွှင်နေမလားပျော်ရွှင်လို့ရှိရင်ဟုတ်ပြီနောက်ထပ်လည်းထပ်ကစားရအောင်ဖဖေးကိုကြည့်ပါသာဒီပြောတော့ဖဖေးကိုကြည့်ဖို့ဒီလိုပျော်ရွှင်နေတဲ့အတွက်ဖဖေးကိုကြည့်ဖို့ဆိုတော့ဒီဒီ pro နေကိုပေါ့နော်မြတ်ဒါသူ့ကိုပြောပေးနေမယ်အဲ့လိုပြောပေးနေရင်လည်းကလေးကဒါကိုထပ်ထပ်ကစားခြင်းတော့ အဖေကိုကြည်ရတော့မယ်လေအဲ့တော့ကြာတော့နောက်တစ်ဖြည်းဖြည်းနဲ့ဗာပြစ်လာမလို့ဆိုရင်ကလေးကဖခင်ကိုကြည်လာမယ်ဖခင်ကိုကြည်လာရင်ဖခင်ရဲ့မျက်နှာပေါ်ကအပြုံးကိုသူခံစားရမယ်ဒါဆိုရင်ဒါကလည်း flying game ကစားလို့ပျော်ရွှင်နေတဲ့အပြုံးပြုံးနေတဲ့မျက်နှာလေးနဲ့ဖခင်ကလည်းသူသားသူ့ကိုပြန်ကြည့်တော့ဟောကျင်းတဲ့ကျင်းတဲ့ ရဲ့ကျင်းတ်မှုဆိုတဲ့ခံစားရတဲ့အပြုံးမျက်နှာလေးနှစ်ခုဆိုင်စုံလိုက်တဲ့အခါမှာမျက်လုံးချင်းသားနဲ့ဖေနဲ့တဖြည်းဖြည်းနဲ့မျက်လုံးချင်းစုံကြည့်တတ်တဲ့အဆင့်ကိုရောက်သွားမယ်။အဲအဲ့လိုမျိုးနီလန်းနဲ့ပေါ့နော်တဖြည်းဖြည်းလှုပ်ဆောင်ပေးတာပါ။ဒါဆိုရင်ဖခင်လုပ်တဲ့သူအားကိုပဲဒီလိုမျိုးအငိုးတန်တဲ့နှစ်နှစ်သားကလေးလေးအော်ဒီဇင်ကလေးလေးဟာ အဲသူ့ကိုမျက်လုံးချင်းစုံမကြည့်ဘူးအဲသူကဒါပေမဲ့လို့ तू လုံးဆောင်တဲ့ तू ပြောရွှင်တာကြတော့ခုန flying game တွေကို तू ပြောရွှင်နေ flying game ကစားနေရရင်ရေမောပြောရွှင်နေတယ်ဒါဆိုရင်ဖခင်လုပ်တဲ့ तू ကခုန early intervention ဆိုတော့ social city လေ့ကျင့်မှုအစီအစဉ်တွေလေ့ကျင့်တင်ကြပေးတဲ့ ဟိုဟာဟိုသူဟိုတက်လိုက်တယ်တက်ပြီးတော့ကျတော့ Tara Fit နဲ့ပေါ့နော်အဓိကကုလုံးပညာရှင်နဲ့ timing နဲ့ဟုတ်ပြီ Tara ပြောရှင်တာ flying game ကစားရတာပြောရှင်တယ်ဖခင်ပြစ်ချင်တာသူနဲ့မျက်လုံးချင်းစုံပြီးတော့မျှဝေခံစားချင်တာအဲ့တော့ကျတော့ Tara ကြိုက်တဲ့ flying game ကိုနီးမျိုးစုံနဲ့ကစားတာပေါ့ရှင်အဲနီးမျိုးစုံနဲ့ကစားတဲ့အပေါ်ကိုမြှောက်ပြီးတော့လည်းကစားတယ်ဒီလိုမျိုးပတ်ချာလှဲ့ပြီးတော့လည်းကစားစီတယ်စသည်ဖြင့်ပေါ့နော်အဲ့လိုမျိုးလေးတွေကစားစီရင်လည်းကစားနေရင်လည်းသူ့ကိုပရိုနေပေးနေတယ် ဒါတပေးကိုကြည့်မယ်ဒါပပေးနဲ့အတူတူကစားမယ်ပပေးကိုကြည့်မယ်ဆိုပြီးကလေးတဲ့အိုင်းကွန်တက်စ်ရအောင်ပရိုနေများများပေးရင်းနဲ့ပေါ့နော်နောက်ကြတော့တပြေးပြေးနဲ့ကလေးကဒါကိုကစားကျင်တဲ့အတွက်ပေးအဖေကိုကြည့်ရပြီလေအဖေကိုကြည့်ရရဲ့သူကစားဆက်ကစားရတော့မယ်အဲအဲ့လိုမျိုးအခြေအနေဖြစ်သွားအောင်ဒါရဲ့ ဟိုသူတို့ပေါ့နော်လေ့ကျင့်တင် जा ပေးရမှာပါတပြေးပြေးနဲ့ကလေးကအဖေကိုကြည့်ပြီးအဖေနဲ့သားနဲ့ဒီခံစားချက်တွေကိုမျှဝေတတ်တဲ့အဆင့်ကိုတပြေးပြေးတပြေးပြေးလေ့ကျင့်ပေးသွားကြရမှာဖြစ်ပါရဲ့ရှင်ဒါပိုက်ဘူတဲ့ရဲ့ဒါအဓိကကြတဲ့ဒါ stimulus လှုပ်ဆော်မှုတွေပေးရင်းနဲ့ပေါ့နော်ကလေးတွေကိုတင် जा ပေးခြင်းဖြစ်ပါရဲ့အဲ့တော့ကြတော့ပိုက်ဘူတဲ့နီးလန်းနေရလဲအများကြီးတော့မခက်ဘူးသို့တော်ညာလဲ ကျမတို့နေ့စဉ်လေ့ကျင့်ဆောင်ရွက်ပေးရမယ်စိတ်ရှည်မှုတွေနဲ့လုံဆောင်ပေးရမယ်ကလေးကဘာကိုစိတ်ဝင်စားတာလဲဆိုတာကိုဖော်ထုတ်ရမယ်သူစိတ်ဝင်စားတဲ့ပုံမှာအခြေခံပြီးတော့မှကျမတို့ promise တွေပေးပြီးတော့မှပေါ့နော်သူနဲ့မိမိတို့ဖြစ်ချင်တဲ့ပေါ့နော်အပြုအမူတစ်ခုကိုရရှိအောင်ဆောင်ရွက်ကြခြင်းဖြစ်ပါတယ်ဆိုတာလေးကိုကျမယနေ့ဆွေးနွေးပေးနေတယ်ပေါ့နော်ကျမရဲ့ယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်